all right so ဒီနေ့မှာတော့ Edison AGCC Computer Science Practical ဘိုင်းမှာဘာတွေလေ့လာသင်ယူရမလဲဆိုတာပြောပြပေးတာမှာဖြစ်ပါတယ် Practical ဘိုင်းကတော့ UI နှစ်ခုခွဲပြီးပြောသွားပါမယ် Programming ဆိုတာ program တွေကို develop လုပ်တာပါ program တွေကို develop လုပ်ရတဲ့အကြောင်းအရာတစ်ခုပဲရှိပါတယ်ပြဿနာတွေကိုဖြေရှင်းဖို့ပါပြဿနာတွေကိုဖြေရှင်းဖို့အတွက် program ကို develop လုပ်တဲ့အခါမှာ algorithm ဆိုတာစဉ်းစားရပါတယ် algorithm ဆိုတာ program ကို develop လုပ်ဖို့အတွက် step by step instruction တွေပဲဖြစ်ပါတယ်ဒီဘိုင်းမှာတော့ algorithm တွေနဲ့ပတ်သက်ပြီးသင်ယူရပါတယ် algorithm နေဘယ်လိုဖန်တီးမလဲ algorithm တခုဖြစ်ပေါ်လာပေါ့အစဉ်စဉ်ဘယ်လိုစဉ်းစားရမလဲ algorithm အမျိုးအစားတချို့အကြောင်းကိုလည်းလေ့လာသင်ယူရပါတယ်ဒီဘိုင်းမှာတော့ programming စရေးရပါပြီ programming language ရေးတဲ့အခါမှာရွေးချယ်ဖို့တော့၃ခုရှိပါတယ် java ရယ် c sharp ရယ် python ရယ်ကျောင်းသားများစုကတော့ python ကိုရွေးကြပါတယ်လေ့လာသင်ယူရတာလွယ်ကူလို့ပါ programming ရေးဖို့လေ့လာရတာအပြင်ကုတ်တွေကိုစနစ်တကျဘယ်လိုရေးမလဲအလွယ်တကူဖတ်လို့ရအောင်ဘယ်လိုရေးမလဲ နောက်ပြီး GIS program ကဘယ်လိုထက်ဆန် evaluate လုပ်မလဲဒါတွေကိုလေ့လာသင်ယူရပါတယ်အဲ့တော့ဒီလောက်ဆိုရင် CS practical မှာဘာတွေလေ့လာသင်ယူရမလဲဆိုတာနားလည်သွားပါမယ်လို့ထင်ပါတယ် computer science program မှာသင်ယူရတဲ့သင်ခန်းစာတွေဟာနောက်တစ်ချိန်မှာ computer science major မှာဆက်လက်ပညာသင်ယူဖို့အတွက်အရေးပါတဲ့အခြေခံတွေဖြစ်ပါတယ်။ဒါလို့အခုပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်ရရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ Alright, I'll see you guys in the next video.